1944ခုနှစ်နာဇီတရင်ခွဲတခုမှာအထက်လူကြီးတယောက်ကအစီရင်တခုကိုပြုလုပ်နေပါတယ်။ခဏကြာမှပဲအစီရင်ကြောင့်လူထွားကြီးတယောက်ထွက်လာပြီးတွေ့သမျှနာဇီရဲ့အကောင်လုံးကိုတပ်ပစ်နေကလူထွားကြီးတို့ပြန်ပြီးထိခိုက်အောင်လုပ်လို့မရတာကြောင့်နာဇီရဲ့လည်းအလဲကွဲခံနေရပါတယ်။ နာဇီစစ်သားတယောက်ကအရေးကြီးတဲ့အချက်လက်တွေပါတယ်အမိရောက်လက်ကြဆောက်ကိုလက်စွဲတက်တာထဲမှာထည့်သိမ်းလိုက်ပြီးအစီအလုံးတွေထဲအထက်လူကြီးစီကိုသွားပေးလိုက်ပါတယ်မကြခင်မှာပဲလူတော်ကြီးဟာအထက်လူကြီးရှိနေတဲ့အခန်းစီကိုလာအောင်စစ်သားတွေဟာခုခံပေးနေရပြီးအထက်လူကြီးကတော့လက်အောက်ငယ်သားတွေကိုဥပိ္ပခါပြုကအစီရင်တဲ့အတူနေရာနဲ့ပျောက်သွားခဲ့ပါတယ်လက်ရှိအချိန်မှာတော့ဒင်းမက်ဆန်ဟာလယ်ဗီပေးခဲ့တဲ့လိစာတန်းနဲ့သွားကြပြီးအနည်း90လောက်ပိတ်ထားတဲ့ဘန်ဂါကြီးတကူစီရော်လာကဟန်နရီပေးထားခဲ့တဲ့တော့နဲ့တကားကိုဖွင့်လိုက်ပါတယ် အထဲမှာတော့စက်ပစ္စည်းအစုံလင်းနဲ့အခရလူသားတွေရဲ့ပင်မစခန်းယူမြင်လိုက်ရအောင်အန်ဟောနေပြီးမရင်မတွက်နိုင်တဲ့တဘောလိုဖြစ်ရတဲ့ကိုမှတ်တမ်းတင်ထားတယ်။စာကြီးရဲ့ကြီးတစ်ခုကိုပါတွေ့လိုက်ရပါတယ်။ဆာဆာအုပ်တွေကနေဟင်နရီပြောခဲ့သလိုမျိုးလူသားတွေအတွက်အကျိုးရှိမဲ့အရာကိုရှာဖွေနေပြီးဒင်းရတော်ထုံးစံအတိုင်းဆန်အောင်လိုက်ပြီးနောက်ဆက်နေပါတယ်။ဒင်းရဒီထဲမှာတော့စာချုပ်မလုပ်ဘူးတပ်ပြောနေပြီးဆန်အတော်ငါတို့တွေအနာကျူဖို့လိုသေးကြောင်းနဲ့ဒီနေရာမှာဆိုရင်အရေးကြီးတဲ့အချက်လက်တွေကိုလည်းရှာတွေ့နေတယ်လို့ပြောလိုက်ပါတယ်။ တစ်ဖက်မှာလည်း back ဆိုတဲ့ဘူရောကြီးဟာရေကြီးတုတ်ကန်နဲ့စာကြီးရက်တစ်ခုဆီရွာလာပြီးစာကြီးတိုင်မှုကို FD113 ဆိုတဲ့နံပါတ်စင်တဲ့စာအုပ်ကိုတောင်းလိုက်ပါတယ်။ FD113 တက်တာထဲမှာတော့နာဇီတွေရဲ့အနည်းရောက်တဲ့စာအုပ်ရှိနေပြီး back ကလည်းအထက်ကအချက်လက်တွေကိုဖတ်ကြည့်နေတာအလိုအရေးကြီးတဲ့စာအုပ်ပဲဆိုတော့သိသွားအောင်အခြားစာအုပ်တစ်ခုနဲ့နေရာချင်းလဲထားလိုက်ပါတယ်။ပြီးရနဲ့ back ကဘားတစ်ခုကိုသွားလိုက်ပြီး back ကိုလည်းလူတစ်ယောက်ကနောက်ရောက်ခံမိနိုင်နေပါတယ်။ဘားရောက်တာနဲ့ back ကလူတစ်ယောက်စီကိုဖုံးဆက်လိုက်ပြီးသူတိကျတဲ့အချက်လက်တွေကိုပြပြလိုက်ပါတယ်။ ပြီးရနဲ့ဘတ်ကအပြစ်မှာသူ့ကိုစောက်ကြည့်နေတဲ့သူရှိတာကိုသတိထားမိသွားအောင်စောက်နာစီကောင်တတိရှိရင်လာခဲ့စမ်းပါလို့ပြောလိုက်ပြီးစကားမဆုံးသေးခင်မှာတင်နာစီကောင်ရဲ့အကြည့်တစ်ချက်နဲ့တင်ဘတ်ကနေရာမှာနေမီးလောင်ပြီးတေဆုံးသွားပါတယ်။နောက်တစ်ပတ်အကြာမှာတော့ကေဗင်စီကနေပြန်လာတဲ့တင်ဟာဘတ်ကထဲမှာစာချုပ်လုံးနေတဲ့ဆန်ကိုဘာတရားတွေးပြီးလဲလို့မေးလိုက်ပါတယ်။ဆန်အားလည်းအခရာလူသားတွေမှာအလုပ်တလူတွေလုပ်ကြတယ်အဖွဲ့အစည်းမသွားချီကြောင်းနဲ့ဂျူးဘာသာရေးဆရာတွေကလည်းအပါဝင်ပဲလို့ပြပြနေပြီးအခုချိန်မှာတော့အကောင်လုံးဒီဘာဟာတေကုပ်ပြီးဖြစ်ကဘတ်ဆိုတဲ့ဂျူးဘာသာရေးဆရာကတော့ဒုကဲတစ်ပတ်ကမှတေသွားတယ်လို့ပြပြလိုက်ပါတယ်။ ဘေးကလည်းကောင်းกว่าဒါဆိုရင်ငါတို့ကဘာမှလုပ်လို့မရတော့ဘူးပေါ့လို့ပြောလိုက်ပြီးဆန်အပ်လည်းမဟုတ်သေးဘူးတင်ဘတ်ကရိုးတရက်တည်တာမဟုတ်ဘူးနေထိုင်နေမိလောက်မိသေးသွားလို့ပြောပြလိုက်ကဘေးကလည်းဒါဆိုရင်တော့ငါတို့နဲ့ပတ်သက်နေပြီပဲဆိုကအမှုပဲဆိုတာကိုချက်ချင်းသဘောပေါက်သွားပါတယ်သဘောပေါက်ပြီးနောက်ရက်မှာပဲ F ရဲ့တစ်ဖြစ်လဲဆန်ဟာဘက်သွားခဲ့တဲ့ထာကြီးတဲကိုရွှေ့လာခဲ့ပြီးဘက်တည်ခဲ့တဲ့ချက်ကဖတ်ခဲ့တဲ့စာအုပ်ကိုတောင်းကြည့်လိုက်ပါတယ်။အထဲမှာတော့ငတ်တီအချောင်းတီကောင်းစရာစာအုပ်ဖြစ်နေရာအချောင်းဓာတ်မဲ့တိုင်ဖြစ်နေပါတယ်။ တဲရလေဘက်ပြောက်ခဲ့တဲ့ဘာအောင်ချောင်းနေပြီမမေတတိစော်လေးနဲ့ပွေစီရနေဘက်ကြောက်မင်းနေကမင်းမင်းနဲ့ဒဲရသူ့ကိုလှမ်းရှိုးနေတယ်ဘဲတမွေကိုတတိထားမိသွားပါတယ်ဒါကြောင့်ဒင်းလေထိုးသူစီကိုချေဦးလိုက်ပြီးအပြည့်အေဂျင့်ယောက်ကိုနောက်ရောက်ခံမိလိုက်တာအမှုကြီးရဲ့တော်လို့ဖျက်ချလိုက်ပါတယ်ထိုးသူကတော့ခက်အေးပဲဒိန်းဘောတာကိုခယူမဆိုင်ပဲသူ့နာမည်ကအေရွန်ပါလို့ပြောလိုက်ပြီးဒင်းကိုအထာရီစုပ်ပေးနေရကြောင်းဒဲရလေလူစိတ်ဝင်စားတဲ့ကောင်းပဲဆိုတော့သိသွားကကပန်းကတန်းနေနေရာနေပြထွက်လာလိုက်ရပါတယ် အပြေရောက်တာနဲ့ဆန်စီရနေဖုန်းဝင်လာပြီးဆက်အားဘက်ကကလေးအယောက်ပဲပုံပြအကြောင်းပြပြနေကသူတို့တွေကိုတစုံတစ်ယောက်ကစောက်ကြည့်နေတာကိုသတိထားမိသွားပါတယ်။ဒါကြောင့်ဆက်အားဒင်းကိုသူစောက်ကြည့်ခံနေရတဲ့အကြောင်းကိုပြပြလိုက်ပြီးဒင်းကလည်းသူ့ကိုအချောက်တကောင်ကနောက်ခံပြီးတိုင်းနေလို့ပြပြလိုက်ကနှစ်ယောက်သားတိုင်ပေးလိုက်ပြီးဆက်ကိုလူပြတဲ့နေရာတစ်ခုကိုအိုက်ကောင်ပြပြီးခေါ်ခဲ့လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ဆက်လည်းသူ့တို့လိုက်နေတဲ့သူကိုဒင်းနဲ့ထိန်းထားတဲ့နေရာစီကိုမျောက်ခေါ်သွားလိုက်ပြီးဒင်းကတော့ချုံနေရနေဆက်အောင်စောက်ကြည့်နေတဲ့ကောင်ကိုပြင်းဖို့လုပ်နေကကဲဆိုးသွားတဲ့ပဲလူတော်ကြီးတကောင်ဖြစ်နေကြအောင်ဒင်းဘက်ကင်ပေါက်ခံလိုက်ရပါတယ်။ ဆက်လေလူထွားကြီးကိုဓာတ်နဲ့ဝဲခုတ်ပေးမယ်။ဘာတရံမှမဖြစ်တာကြောင့်နားမလည်ဖြစ်နေရပြီ။လေပင်ညစ်ခန္ဓာရကခဏနေတော့ဂိုလံဆိုတဲ့အတန်အောင်ကြားလိုက်ရပြီ။ဂိုလံကလည်းဆက်အောင်ပြတ်လွတ်ပြေးလိုက်ရပါတယ်။ဒင်းပြက်ဆက်လေအတန်လာရစီကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာတော့ဒင်းကိုအထာပေးခဲ့တဲ့အဲရိုဖြစ်နေကဒင်းကလည်းအဲ့ဒါငါတော့ကိုလိုက်နေတဲ့အချောက်ဆိုတဲ့ကောင်ပဲလို့ပြောလိုက်ပါတယ်။ဒီလိုလေဒေးပြတ်ဆန်လေအဲရိုရဲ့အယုံလိုက်လာကြပြီအဲရိုဟာဂျူးဘာသာရေးဆရာတတိယဖြစ်ဂျူဒါရီဟာသူတို့ကောက်ွယ်ဖို့အတွက်ရှုပ်ထုတ်တွေနဲ့ဂိုလန်တွေကိုဖန်တီးခဲ့ကြရပဲလို့ပြောပြနေကဂိုလန်ဟာဒီကောက်တွေကိုဂျူဒါရီအကြောင်းကိုပြောနေလို့ဝင်တာနေပါတယ် ဒါကြောင့်ဒေးတဲ့ဆရာလည်းသူတို့တွေကအခ္ခယလူသားတွေပဲလို့ပြပြလိုက်ပြီးဒီတော့မှပဲကိုလန်ကလည်းအခ္ခယလူသားတွေကဂျူရာရီရဲ့မိတ်ဆွေပဲလို့ဆိုတာဒေးသက်ဆန်ကိုကြီးကြီးပြူပြူနဲ့လက်ခံပေးလိုက်ပါတယ်ဒီတော့မှပဲဒေးဟာမေရကကိုအထာပေးတာမဟုတ်ပဲတကယ်တော့ခံလိုက်နေရပေါ့လို့မေးလိုက်ကအဲရူကလည်းဟုတ်ကြောင်းလည်းတေသွားတဲ့ဘက်ဆိုတာသူ့ရဲ့အဖိုးပဲလို့ပြပြလိုက်ကဒေးတို့ကလည်းဒီကိစ္စကိုလိုက်နေရကြအောင်မသိကလို့လိုက်ပြီးဆိုတတ်နေတဲ့အကြောင်းပြပြလိုက်ပါတယ် ဒဲကလည်းဒီကိုလိုင်အိယာမေစီမှာရှိရကြပြီကြားလို့မေးလိုက်ပြီးအဲရွန်ကလည်းသူ့ဖိုးတည်ပြီးသုံးလျက်အကြာမှာတစ္ဆာတစ်လုံးနဲ့ဒီကောင်ရွလာတာပဲလို့ပြောပြနေကဂိုလန်ကလည်းအဲရွန်ကိုဟိဘရူးဘာသာစကားနဲ့ပြောဆိုနေပါတယ်ဆန်ကလည်းဒီကောင်ကြီးဘာတွေပြောနေရလဲလို့မေးတဲ့အကြောင်းအဲရွန်ကဟိဘရူးဘာသာစကားဖြစ်ကြောင်းနဲ့သူလည်းတခြားတော့နားမလည်ဘူးလို့ပြောပြလိုက်ပြီးဆန်ကတော့မေးသားမလည်တဲ့အရာကိုမေးရဲ့အဖို့ကဘာဖြစ်လို့မေးစီကိုပေးခဲ့ရလဲလို့မေးလိုက်ပါတယ် ဲစကားကြောင့်အဲ့လိုလေမျက်တာတစ်ချက်ပြတ်သွားပြီ။ "तू ဟာတကယ်တမ်းပါတော့ तू အဖိုးရဲ့ယူချက်ကြောင့်စကားဒီကိုမယုံခဲ့တာကြောင့်ဘာဝက်မလိလာခဲ့တဲ့အကြောင်းပြပြလိုက်က။ David ဆန်လည်းအဲ့လိုကိုအကြီးရဲ့စိတ်ပြတ်သွားကြပါတယ်။ဒါပေမဲ့အဲ့လိုကတော့သူတိရတစ်ခုရှိကြောင်းနဲ့သူ့ဖိုးဟာတသက်လုံးဘူးသဖွဲ့ကိုလိလာတရားလို့ပြပြလိုက်ပြီ။ David ဆန်ကလည်းနံပါတ်ကိုကြားလိုက်တာနဲ့ဒီကောင်ကဒါဇီရဲ့လက်အောက်ဝယ်အဖွဲ့အောက်လန်းစီရည်ဆိုတာကိုသိသွားပါတယ်။ တလက်စားတဲ့အဲရိုကပဲဒူတာအဖွဲ့ဟာဘူးရီကိုရှင်းလင်းဖို့အတွက်ဖွဲ့စည်းခဲ့ရလို့ပြောပြလိုက်ပြီးသူ့ဖိုးကလည်းဘူးရီနဲ့ပတ်သက်တာတခုခုကိုရှာတိခဲ့တာကြောင့်အသက်ခံရတာဖြစ်လာတယ်လို့ပြောပြနေကဂိုလန်ကလည်းဘူးရီကိုအပြဲလက်စားသုံးဖို့အတွက်တာဆူနေပါတယ်။ဒါကြောင့်ဒေးတဲ့ဆရာလည်းစိတ်ဝင်စားတယ်ဘတ်ကဘာလို့ရှာတိခဲ့ရလဲလို့ပြောလိုက်ပြီးအဲရိုကလည်းသူ့အဖိုးရဲ့အတန်မက်ဆေ့ချ်ကနေရတယ် QL673W38 ဆိုတဲ့နံပါတ်တခုကိုထုတ်ပေးလိုက်ပါတယ်။ ဆက်ဖို့တောက်ထွက်ကြီးဆက်ရတော့စာကြီးတိုက်ခဲအကန့်ခွဲတဲ့တင်ကြီးသားဆိုတာကိုချက်ချင်းသိလိုက်ပြီးတခုခုနားလဲသွားကအဲ့ဒါဟာငါငက်ဆောင်ကိုတွေ့ခဲ့တဲ့အပိုင်းပဲလို့ပြောပြလိုက်ပါတယ်ဒီအချိန်မှာဒင်းတို့စကားပြောဆိုနေတာတွေကိုလူတယောက်ကအိမ်ပြန်နေစောင့်ကြည့်နေပါတယ်ဒင်းဆန်းစီကိုလည်းအဲရိုရဲ့ကိုလန်ရဲ့ဟာဆက်စည်တဲ့ခုစီရောလာကြပြီဆက်ဟာ FD113 တဲ့ဟာစာအုပ်ကိုနေရာလဲသွားပဲလို့ပြပြနေကတကယ်စာအုပ်စစ်ကိုရှာဖို့အတွက်တယောက်တည်းထွက်သွားခဲ့ပါတယ် ဒီလိုနဲ့ဆန်ဆာဥစုကိုရှာတွေ့တဲ့အချိန်မှာတော့အဆိတ်ဆူးတစ်ချောင်းနဲ့ပြစ်တာကိုခံလိုက်ရပြီအဲ့တော့ပါပဲပုံးလီရဲ့ဓာစီလက်ကြောက်ကောင်ကထွက်လာကအဖိုးကြီးဟာဒီဒီအထိပဲလမ်းပြပေးခဲ့တာအခုတော့မေရကကိုလမ်းဆုံးကိုပြလိုက်လာပဲလို့ပြောလိုက်ပါတယ်ဆန်အားလည်းစာဥကအဓိကပဲဆိုတော့သိရကြအောင်တတိမလစ်သေးခင်ပါတယ်ဒေတိုရှိရာကိုအပြတ်ပြေးဝင်လာပြီးဖိကြောက်ကိုဆွေပြပြနေကအဲ့ရှိတဲ့ဆန်ထဲမှာပဲအဲရိုးကိုပါအဆိတ်ဆူးတစ်ချောင်းထပ်ထိသွားပါတယ်ဒီရလေအစိတ်ဆူးတွေဟာကျိစာတစ်ခုပဲဆိုတော့ဒိထားမိသွားပြီကျိစာသုံးတဲ့ကောင်ကိုပတ်သက်လိုက်လို့ရှိရင်နေတော့သလုံးပါတိတော့ပါပဲလို့ပြပလိုက်ကဂိုလန်ဟာတစ်ချင်းပဲနာစီကောင်ပြင်ဖို့အတွက်လိုက်ရှာနေပါတယ် ကဲဆိုးချင်တော့ဂိုလန်လည်းအစိတ်သူးမှန်သွားပြီကံကောင်းချင်တော့ရှုပ်ရုပ်ဖြစ်နေရာကြောင့်အရာမထင်ပဲနာစီကောင်ကိုဖမ်းလိုက်တိုင်းကအပေါက်သိလိုက်ပြီဒဲတို့ရှိနေတဲ့နေရာကိုဒီုတ်တိုက်ဆွဲခေါ်လာခဲ့ပါတယ်ပြီးရတဲ့ဂိုလန်အီးဟာနာစီကောင်ကိုဇတူးပြီးတက်ပစ်လိုက်တာနဲ့ဆက်နဲ့အဲရိုနိုရဲ့ကိုမှရှိနေတဲ့အစိတ်တရားလည်းချက်ချင်းပဲပြောက်ွယ်သွားပါတယ်ဒါ යි အနေငယ်အကြပါတော့အစိတ်တန်ကြောင့်သတိပိတ်နေတဲ့အဲရိုဟာသတိပြရလာပြီးနာစီကောင်ရဲ့အလောင်းကိုပြပြုတ်ဖို့လုပ်နေတာကိုမြင်လိုက်ရတာကြောင့်ဟာဒီကောင်တွေဟာစိတ်ရောမှန်သေးရလာလို့ရှင်ရုတ်လိုက်ပါတယ်။ဒါမဲ့ဂိုလန်ဘက်ကောက်ွယ်ပြလိုက်ပြီးအဲ့ဒီအခ ्या လူသားတွေကြောင့်ဘေးအခုချိန်ထိအသက်ရှင်နေသေးရပဲလို့ပြပြလိုက်ပါတယ်။ ဒီအချိန်မှာဒေးမက်ဆာကတော့အလောင်းကိုပြီးချိုးလိုက်ကြပြီဒေးဟာကိုလန်ရရောဒီလိုထားလို့ရပါမလားလို့ပြောနေကဆန်ကလည်းအဲရိုဝါထိနေလို့ရှိရင်တော့အဆင်ပြေပါတယ်အကယ်လို့သူ့သားမထိနိုင်တော့ငါတို့ကဝင်ထရမှာပေါ့လို့ပြောလိုက်ပါတယ်နောက်ရမှာတော့ဆန်နဲ့အရိုတို့ဟာစာအုပ်ထဲမှာပါတဲ့အချက်လက်တွေကိုလေ့လာနေကြပြီးဆန်ရဲ့စာအုပ်ထဲမှာတော့နာဇီရေပါဝင်တဲ့ဘူးအဖွဲ့တစ်ခုရဲ့ပေါ်ဆက်တက်ချက်တွေအကြောင်းကိုရေးထားတဲ့အကြောင်းတွေပြပြနေကဂိုလန်ဟာစကားတွေကိုဖော်ပြလို့မရတဲ့ဆက်တက်ချက်တွေကိုဝင်ထုတ်ပြလိုက်ပါတယ် ဆက်အလေဂူလိုင်းယူမေးရဒီကိစ္စတွေကိုသိရလာလို့မေးလိုက်ပြီးဂူလိုင်းကလည်းတိကျောင်းတယ်အဲ့စကန်ကိုသူ့ကိုယ်လိုက်ပဲပြစီပစ်ခဲ့ရလို့ပြောပြလိုက်ပါတယ်။ဒါကြောင့်ဆန်အားဆက်ပြီးမေးရဘာဖြစ်လို့အဲရိုစီမှာအထားခက်ခဲရလဲလို့မေးလိုက်ကဂူလိုင်းကတော့အဲ့ကောက်တာစားဖတ်တယ်လို့ရှိရင်သိပါဘောလို့ပြောပြလိုက်ပြီးဒေးဗက်ဆန်ရဲ့အကြည့်တွေကတော့အဲရိုစီရောက်သားခဲ့ပါတယ်။ဒါကြောင့်ပဲအေရိုဟာသူ့ရဲ့အဖိုးဟာဟီဘရူးဘာသာစကားနဲ့ရေးထားတဲ့ဂိုလန်လက်ကျုပ်စာအုပ်ကိုပေးခဲ့ဘူးလို့ပြပြလိုက်ပြီးဒေးကလည်းအေးအဲ့ဒါဆိုရင်အဲ့စာအုပ်ကအခုမှမလဲလို့မေးလိုက်ကအေရိုကတော့ခက်တီတီနဲ့အဲ့စာရွက်တွေကိုဆေးချောက်လိုက်တော့လိုက်ပြီလို့ပြောလိုက်ပါတယ် ဒေးဗက်ဆန်လည်းဒီကောင်ကတော့ကွာလို့ရေယုံယုံမှာအပါတခြားမတက်နိုင်ပဲဂိုလန်ကပါဝင်ပြီးအဲရုံကအပြစ်တင်နေတာအဲရုံကတော့ငါမှမသိတာမင်းကပြပလိုက်လို့မရဘူးလားလို့ပြောနေပါတယ်ဒါကြောင့်ဂိုလန်ကတော့ဆရာအောင်ဆရာပြန်လို့လို့မရဘူးလို့ဒေါသတကြီးနဲ့ပြောလိုက်ပြီးနေရာလေးလက်ထွက်သွားပါတယ်ဆန်ကတော့စာအုပ်ထဲမှာနာဇီတွေဟာလူတွေကိုအသက်ပြရှင်အောင်လို့စက်သက်ခဲကြောင်းနဲ့စက်သက်မှုကလည်းအောင်မြင်သွားတယ်လို့ပြပလိုက်ပြီးဒေးကလည်းအဲ့ဒါဆိုရင်အဲ့ကောင်တွေကိုဘယ်လိုပြတ်တက်ရမှာလဲလို့မေးလိုက်တာဆန်ကတော့ခေါင်းကိုတနက်နဲ့ပြစ်ပြီးတော့ဆက်လက်လာရေးအတွင်းမှာမိရှုရမယ်လို့ပြောပြလိုက်ပါတယ် တစ်ဖက်မှာလည်း app cock ဆိုတဲ့ဘူးဖွဲ့ခေါင်းဆောင်တယောက်ကစာကြည့်တဲ့ကိုညွှန်လာခဲ့ပြီးသူတို့လူအသက်ခံခဲ့ရတာကြောင့်တဲလိုစားကိုရှာနေကစာအုပ်စင်မှာကန့်ကျက်နေတဲ့ရှုပ်သေးတွေကိုတွေ့သွားပါတယ်။ဒေးဗက်ဆန်ကလည်းဘူးအဖွဲ့အကြောင်းကိုတခြားမုံဆိုးတွေဆီကလည်းစုံစမ်းနေကြပြီးဆန်ကလည်းဂိုလန်ကိုရှင်းပစ်လို့ရမယ်နီလန်ကိုရှာဖွေနေကဂိုလန်ရဲ့ဗစက်ထဲမှာရှိတဲ့စာလေးကိုထုတ်လိုက်လို့ရှိရင်ရှင်းပစ်လို့ရတယ်ဆိုတာကိုသိသွားပါတယ်။ဒဲရလေဗဇက်ထဲမှာသာစာလေးရှိနေလို့ရှိရင်ဒီကောင်ကဘလို့စကားပေါ်လာလဲလို့မေးလိုက်ပြီးဆန်ကတော့ဂူလန်ဆိုတာစကားတော့ပြောလို့မရဘူးလို့ပြောပြလိုက်ပါတယ် အဲ့ဒီအချိန်ပဲအဲ့လိုရောက်လာပြီးမင်းတို့ကောင်တွေကငါ့ရဲ့ကိုယ်လံကိုရှင်းပြချင်နေရတာလို့မေးလိုက်ပြီးဒေးဗက်ဆန်ကလည်းမဟုတ်တော့တဲ့အရေးပေါ်ကိစ္စအတွက်နီးလက်ချထားရုံပါလို့ပြောပြလိုက်ပါတယ်။ဒီအချိန်ပဲရုတ်တရက်ဆိုသလိုအက်ခေါက်နဲ့သူ့အဖွဲ့ရောက်လာခဲ့ပြီးဒေးတို့တော်ဆလုံးဖမ်းထားလိုက်ပါတယ်။ကိုယ်လံကလည်းနာစီကောင်တွေကိုတယောက်တည်းပြန်ပြီးတိုက်ခိုက်နေကမကြခင်ပဲရဲတိုက်ဆဲသူတွေအတန်နဲ့တူအက်ခေါက်ရောက်လာပြီးအဲ့ဒီကိုယ်လံကောင်ကသူ့ချက်စီးခဲ့တဲ့စကန်ရည်လွတ်လာခဲ့တဲ့အကောင်ပဲဆိုတော့ပတ်ပြီးသွားပါတယ်။ ဒါနဲ့ပဲကိုလန်ဟာ F4 ကိုတိုက်ခိုက်ဖို့လုပ်ပြီး F4 ကဂလာတစ်ခုကိုကျွေးလိုက်တာကြောင့်မကြခင်ပဲကိုလန်ဟာအသက်မရှိတဲ့ရှုပ်သရုပ်တစ်ခုလိုမျိုးချိန်ကျသွားပါတယ်။ပြီးရတယ် F4 ကဂိုလန်ရဲ့ပါစံထဲကနေစားလေးကိုယူလိုက်ပြီးသူ့ရဲ့ပိုင်ရှင်ဖြစ်ဖို့အတွက်ဆိုရင်ဒီစားလေးမှာကိုယ့်ရဲ့နာမည်ကိုရေးရိုက်လိုက်ပလိုက်ပြီး Arrow ကိုချိန်လိုက်ပါတယ်။ပြီးရတယ်အန်ဒီယောလေကျစာအုပ်ကပမာရှိရဲလို့မေးလိုက်ပြီးဒင်းသက်ဆယ်ကတော့မသိကြအောင်စောင့်နေကပြန်တိုက်ခိုက်ဖို့အတွက်အခွင့်အရေးကိုစောင့်နေကြပါတယ်။ ဒီချိန်မှာပဲအက်ခုတ်ခဲတပည့်တွေကစောက်ကိုရှာတိသွားကြပြီးထောက်တော်မှုလုပ်နေကအခွေရေးရရနဲ့ဒေးဘက်ဆန်ဟာဖတ်ထားတဲ့တနက်ကိုစီနဲ့အက်ခုတ်ခဲတပည့်တွေကိုပြတ်တက်ပြလိုက်ပါတယ်ဒါကြောင့် F ခောက်ကလည်းမင်းတို့ကောင်တွေငါ့ဟောပဲတက်လို့ရမယ်ဘူးရအကုန်လုံးတော့တက်လို့မရပါဘူးလို့ပြောနေပြီးစကားမဆုံးလိုက်သေးခင်ပါတယ်ဒေးဆန်ရဲ့ကြီးတော်နောက်က F ခောက်ရဲ့ကောင်တွေကိုဖောက်ဝင်သွားပါတယ်ပြီးရတယ်ဒေးဆန်နဲ့အရိုးလည်း F ခောက်နဲ့သူ့ကောင်တွေရဲ့အလောင်းကိုမိချိုလိုက်ကြပြီးဆန်ကလည်းဂိုလန်အီကိုဘယ်လိုလုပ်ကြမလဲလို့မေးလိုက်ပါတယ် ဒီချိန်မှာတော့အဲရိုဟာသူ့ဖိုးဟာသူ့ကိုချုံတာကြောင့်ဂိုလန်ကိုသူ့စီမှာထားခဲ့ပြရလို့ပြောလိုက်ပြီးဂိုလန်ရဲ့စာလေးကိုလည်းသူ့ရဲ့နာမည်ကိုရေးလိုက်ကသူ့အဖိုးပေးခဲ့တဲ့တာဝန်ကိုကျေကျေနဲ့ကြီးလည်းလွှဲယူလိုက်ပါတယ်ဂိုလန်ကလည်းစာလေးမှာနာမည်ရှိလိုက်တာကြောင့်အဲရွန်ကိုသူ့ရဲ့ပိုင်ရှင်အဖြစ်နဲ့လက်ခံလိုက်ပြီးအဲရွန်ကလည်းအခုချိန်နေစပြီးငါကလည်းဂျူဒါတဲဖြစ်သွားပြီလို့ပြောပြလိုက်ပါတယ်။နောက်တစ်ရက်မှာတော့ဒင်းမက်ဆန်လည်းအခရလူသားတွေရဲ့ဘဏ်ကောင်ကိုပြောင်းလာကြပြီးဆန်ကအနီးရောင်းလက်ချောင်းထဲမှာပါတဲ့အကြောင်းအရာတွေကိုပြန်ကြည့်နေကရှီပီသားအချက်လက်တွေနဲ့ပေါင်ကြည့်ဖို့အတွက်လုပ်နေပါတယ်။ ေရတော့အရက်တစ်ခွက်ကိုဆန်စီကိုပေးလိုက်ပြီးအဲလိုကလည်းဒူရာဖြစ်သွားပြီမို့လို့ငါတို့တွေကရောအခုချိန်မှာအခက်လူသားလေးဖြစ်သွားပြီလားလို့ပြလိုက်ကဆန်အပ်လေအတိတ်ဘက်ပါပါနဲ့တစ်ချက်ပြောပြလိုက်ပါတယ်